ချစ်ဆိုတာတဲ့တနေ့အင်တာဗျူးတစ်ခုမှာသတင်းတော့ကမေးလိုက်တယ်ဂျကမာကရိုးဆိုးတယ်နော်ဘာလို့သူ့ကိုရွေးချယ်ခဲ့တာလဲသူမအောင်မြင်ခင်ចောင်းစီယာဘွားကလေးကသူ့ကိုရွေးချယ်ခဲ့တာဆိုတော့ငွေကြီးကြောင်မဖြစ်နိုင်ဘူးဘာကြောင့်လဲကျွန်တော်သိပြရစီခင်ဗျာသူမကတော့ရိုးရိုးလေးပြန်ဖြေသွားခဲ့ပါတယ်ဂျက်မာကရိုးဆိုးတယ်ဒါပေမဲ့အလုပ်ကြိုးစားတယ်လုပ်ရည်ကန့်ရည်ရှိအောင်မြင်ဖို့အတွက်အမြဲကြိုးစားနေတာဘဝအာမခံချက်တစ်ခုရှိတယ် အဲ့ဒီဘဝကိုကျမပုံဖော်ပေးခြင်းလိုပါတဲ့အခုခေလူငယ်တွေအချစ်ဆိုတာကြီးကိုအထင်မြင်လွဲလာကြတယ်တပတ်ကို၃ချိန်လောက်ရုပ်ရှင်ကြည့်ဟိုဆိုင်သွားစားဒီဆိုင်သွားစားတာကိုကျွေးနိုင်မှအချစ်လို့ထင်လာတယ်အယုတ်လေးဝယ်ပြီးဟိုဟာလေးဝယ်ပြီးမှအချစ်လို့ထင်လာကြလူများကြမှာဖက်ပြနန်းပြမှာအချစ်လို့ထင်လာကြဆက်ကိုပြောသလိုတတ်မှတ်လာကြတယ်သူတို့စီမအနာကတ်ကိုမတွေးတော့တဘောအစားထက်တခဏကြာမှာပြုံမြူလာကြတယ် အရင်ချင်းထက်ရုပ်ရည်ကိုဦးစားပေးလာတယ်တကယ်တော့အချစ်ဆိုတာမိသားစုတစ်ခုပါပဲဒုက္ခသုက္ကနဲ့ညက်ရည်နဲ့ရည်တန်းကြရှုံးမှုနဲ့အောင်မြင်မှုကြားမှာကိုယ့်ဘက်ကအမြဲယက်တီပေးနေတတ်ကြတဲ့သူတွေပါအောင်မြင်တဲ့ယောက်ျားတွေနောက်ကွယ်မှာထက်မြက်တဲ့မိန်းမတွေရှိထက်မြက်တဲ့မိန်းမတွေဘေးမှာအောင်မြင်တဲ့ယောက်ျားတွေရှိဘဝအာမခံချက်ဆိုတာကိုယ်တိုင်ဖန်တီးရတဲ့အရာပါဘေအာမခံကုမ္ပဏီမှာလည်းခွန်ဖနက်တရံကိုဒေါ်လာတန်းချီမပေးကြသလိုထီမထိုးပဲထီပေါက်ခြင်းအပင်မဆိုင်ပဲအသီးစားခြင်း ပါရမီမဖြည့်ပဲအောင်မြင်တဲ့ယောက်ျားတွေကိုမမျှော်လင့်ပါနဲ့ ready made တွေကတော့ဘယ်ရမှမကောင်းဘူးဘဝမှာဟင်းကောင်းကောင်းစားယုံအလှပြယုံတတ်တတ်လူဖြစ်လာတဲ့တန်မှန်မိန်းမတွေဟာအောင်မြင်မိသားယောက်ျားတွေကိုရှာပြီးသူတို့ဘဝထဲမှာတိဆောက်ခြင်းကြတယ်ထမြက်တဲ့မိန်းမတွေကတော့သူတို့တကယ်ချစ်တဲ့သူနဲ့သာဘဝကိုရုန်းကန်လှုပ်ရှားဖေးမကူညင်အောင်မြင်တဲ့ယောက်ျားတွေရဲ့အရေးပါတဲ့မိန်းမတွေဖြစ်ကျင်ကြငွေတထောင်ငွေတထောင်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ အဲ့ဒီလိုစဉ်းစားရမယ်ဆိုဘလို့ဖြုံးရမလဲစဉ်းစားနေတဲ့လွက်တွဲပေါ်ရှိရင်တော့အခုခရေကလက်တွဲဖြုတ်လိုက်ပါတင်းဘွားရဲ့ပါရမီဖြည့်ပတ်ဘယ်တော့မှဖြစ်လာမှာမဟုတ်လို့ပဲမိန်ကလေးပေါင်းများများစွာရှိပေမဲ့ပါရမီဖြည့်ပတ်ကတော့ရှားလုံးလှပါတယ်ကိုယ့်ဘက်ကပါရမီဖြည့်ပတ်ကိုထိုင်ဆောင်ယုံကလွဲလို့ဘာမှမတတ်နိုင်သေးဘူးအချစ်ဆိုတာအဲ့ဒါပဲဗျ